ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုဟာခဏလပိုင်းမှာတွေ့ကြုံလာမယ်တရင်လာသားသမီးတွေရဲ့ကဲအဆိုးအကောင်းအနစ်အမြင့်အတက်အကျတွေကိုကျွန်တော်တက်မြောက်ထားတဲ့တဲရော့ဘေးဒင်ပညာရက်နဲ့တဲရော့ကတ်လေးကိုချိုးပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာတရင်းလာသားသမီးတွေရှိမယ်။သို့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း မိသားစုထဲမှာတနေ့လာသားသမီးတွေရှိတယ်။ဘယ်ရင်ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပြီးတော့မိတ်ဆွေရဲ့တလတာကံအဆိုးအကောင်းအနေကြအသက်အမြင့်တွေကိုရှောင်ရံဆောင်ရံသိရှိပြီးတော့ကိုယ်အနေနဲ့သတိထားမိအောင်ဆုံးတဲ့အထိကြည့်ရှုပေးပါလို့မြတ်တာရက်ခံအပ်ပါတယ်။အဲ့တော့ဘယ်ရင်ဆရာတယောက်အနေနဲ့ဘယ်ရင်ဟောတဲ့ကိစ္စတွေပြောတဲ့အခါမှာမိမိအနေနဲ့ဘယ်ရင်ယုံကြည်မှုရှိတယ်ဆိုရင်တော့ဒီဗီဒီယိုဟာကိုယ့်အတွက်ကောင်းမွန်တဲ့ဗီဒီယိုဖြစ်ပြီးတော့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုကကိုယ့်အတွက် အလကားဗီဒီယိုတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဗမင်းတင်ကားရတဲ့ဘက်ဆရာစော်ရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုမြေနဲ့ဘေးရင်ရေတရားအိမ်ကပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေပြောကြားမှုတွေနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာခြင်းအပြင်နေ့စဉ်နဲ့မြကျွန်တော်ပြောပြပေးနေတဲ့ဘေးရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရှိဖို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသာသမိတည်းရဲ့ကအစိုးကောက်ကိုတဲတော်ကနေတဆင့်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကဲ အဲ့တော့ကျွန်တော်တဲရော့ကဆချုပ်ပါမယ်။နံပါတ်၁ချက်ကတော့တနေ့လာသားသမီးဒီကိုယ်ပိုင်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်။တရက်နံပါတ်ပုံရိပ်ရဆိုရင်တော့စီးပွားရေးတွေအားနေနေတယ်။လှုပ်ကျင်ကြိုင်ကျင်စိတ်တွေပျောက်ဆုံးနေတယ်။အစိုးပတ်ကိုဥတည်သွားနေတယ်ဆိုရယ်ပုံစံမျိုးပြတ်တနေတယ်။အကျွေးမြီဟောင်းနေကြောင်းကိစ္စဟောင်းနေကြောင်းဆက်ရှုပ်နေရကာလတစ်ခုလည်းဖြစ်ပါတယ်။ကိုယ်အနေနဲ့အားနေလာတဲ့အခါမှာ အမားကိုအမှမမြင်အမဲကိုအမားမြင်စတဲ့ပြည့်အမျိုးမျိုးတော့တွဲခေါ်မှုအမားတွေကြောင့်စီးပွားရေးအခက်ခဲပုံမူပြီးတော့ကြုံတွေ့နေရတဲ့အဆင်မပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်။ရုံထွက်ဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်နေပါတယ်။ဒါကြောင့်မလို့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့တနေ့လာသားသမီးတွေကလာမယ့်9လပိုင်းမှာအားနေပါတယ်။အဆက်ဆက်ရာချင်းချင်းတုံးတက်ပြီးတော့လုပ်ပါလုပ်ငန်းချဲ့သွင်းခြင်းလုပ်ငန်းမှာယင်းဤမြုပ်နှံမှုပြုလုပ်ခြင်း ရှောင်ကျင်တင်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပွဲစားပဲဖြစ်ဗာပဲဖြစ်ဒါတွေကလည်းကျွန်တော်ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်ဆက်လိုက်တဲ့ပွဲတွေကသူများနဲ့ဖြစ်သွားတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်တနည်းအားဖြင့်ပြောရင်အစိုးပြအနေနဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကြီးကိစ္စငွေကြီးကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာတဲ့ကြအပိုင်းခြားရဆိုရင်တော့ဝေဝေထွက်ငွေညတ်တမှုအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ဖော်ပြနေတယ်နောက်တစ်ခုကတော့ ငွေကြေးကိစ္စမှာလုပ်ငန်းကိစ္စမှာအဆင်မပြေဖြစ်ပေမဲ့လည်းငွေကြေးကိစ္စမှာကိုယ်ကူညီတောင်းလို့ရှိရင်ကူညီပေးမဲ့လူတွေရှိတယ်ချီးပေးမဲ့လူတွေရှိတယ်ဆိုက်ပြဒီလိုဒီလိုလူတွေကဘလို့ပဲချီးပေးချီးပေးဘလို့ပဲကူညီပေးကူညီပေးကိုယ့်ရဲ့ငွေကြေးကိစ္စတွေရဲ့လိုအပ်မှုကတော့အမြဲတမ်းဖြစ်ပေါ်နေတာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့မမျှော်လင့်ထားပဲနဲ့ဒီလိုချိန်ကာလမျိုးမှာအကျွေးမီတွေတင်သွားတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်တို့ကြောင့်ငွေထွက်များနေတဲ့အခြေအနေပိုင်းခြားတစ်ခု ငွေထွက်နေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့တနေ့လာသားသမီးတွေဆက်ဆရရရစဉ်းစားသုံးသပ်ပြီးတော့မှငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ဘာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဆိုတော့ငွေလုံးဝမဝင်ပဲလက်ပိတ်နေတာမျိုးတော့မဟုတ်ပါဘူး ဝင်လာတော့ဝင်ပါလိမ့်မယ်ခဏပြောလို့ငွေအခက်ခဲဖြစ်လာလို့ရှိရင်လည်းကူညီတဲ့လူတွေဒါမှမဟုတ်လို့ဒီကုတ်လမ်းပြတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ်ခက်နေတာကကိုယ့်လက်ထဲမှာငွေလမ်းများဆဆမပြောနဲ့ကိုယ်တုံးမှုအတွက်ဒါမှမဟုတ်ကိုယ်အရေးပေါ်တစ်ခုခုအသုံးပြုမှုအတွက်စုဆောင်ထားတဲ့ငွေကြေးတောင်ကိုယ်မှမရှိဘဲနဲ့အရေးကြုံလာရင်လည်းခက်ခဲရတယ်ဒါကြောင့်ငွေကြေးအပူပင်တော့ကအနည်းငယ်ရှိတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အစားတောက်ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစင်ကြင်တင်ပါတယ်အစားတောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ ဒီအစာစိတ်တက်တာမျိုးဒါမှမဟုတ်ကိုယ်နဲ့မတက်ပြတ်တဲ့အစာတောက်တွေကြောင့်ကျမကြီးအားနေတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာ။ဥပမာစီးကျိုသမားစီးကျိုတက်တာမျိုးတွေ့ကျိုသမားတွေ့ကျိုတက်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။နောက်တစ်ခုကတော့အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ရေးပြားကျွန်တော်တို့ allergic ဖြစ်တာမျိုးအဲပြီးွားတဲ့ခါကျရင်ရာနာဖူးတွေပေါက်တာမျိုးနော်အရင်အထက်ပို့ပြီးဝက်ချံပေါက်တာမျိုးစသဖြင့်ပေါ့ဗျာ။အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ဒီယောဂလက္ခဏာတွေကျွန်တော်တို့မကြခရဆိုလို့ဒုံမဟုတ် အများများဆန်းစားဖြစ်ပေါ်နေတာတွေကျွန်တော်တို့တွေ့ကြုံလာမဲ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အခြေအကျိစဖြစ်ပါတယ်တစ်ချက်ကတော့ကျွန်တော်တို့တနည်းလာသားသမီးတွေရဲ့အခြေအကျိစဖြစ်ပါတယ်အခြေအကျိစမှာတနည်းလာသားသမီးတွေဟာအစဉ်ပြေဖို့ကိုစတင်လာတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်တယောက်နဲ့တယောက်ကျွန်တော်တို့သဘောထားချင်းအာလောကကွဲလဲနေတဲ့အပြန်လဲပြီးတော့တင့်မြတ်လာမယ် ်ရှေ့ဆက်ဖို့အတွက်မဖြစ်နိုင်တဲ့အရာတွေရှေ့ဆက်ဖို့အတွက်ပြန်လည်ပြီးတော့အားကောင်းလာနိုင်တဲ့အချိန်တွေပိုင်းခြားတစ်ခုပါဆိုတော့လောဝလောဝတယောက်နဲ့တယောက်ပြတ်ဆဲသွားတဲ့အထိဒါမှမဟုတ်လို့ရှိရင်အဆင်မပြေဖြစ်တဲ့တွေဖြစ်နေအောင်ပါခုနကပိုင်းမှာတယောက်နဲ့တယောက်နားလည်မှုဒုံမို့အကြောင်းအရာတစ်ခုကြောင့်ပြန်လည်ပြီးတော့ပတ်သက်တာမျိုးပြန်လည်ပြီးတော့ဆက်ဆံတာမျိုးဒုံမို့ကွဲသွားတဲ့သမီးစားရတော့မှကိုဟိုကြီးစားမဟုတ်တော့မှတငယ်ချင်းပေါင်းသင်းမိတ်ဆွေတန်တာအနေနဲ့ကိုနားမှာရှိနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့အခြေအကျိစ္စတွေမှာကျွန်တော်ပြတ်တောက်ဖို့အတွက်အာအားနေတယ် နော်အားနေတယ်ဆိုတော့တချို့ကန်တော်တော်ဆိုးတဲ့လူတွေကပြတ်ကောင်းပြတ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဆိုးတဲ့အကောင်းဆိုအကောင်းဘက်ကိုဥတည်လာတယ်ဘာလို့အကောင်းဘက်ကိုဥတည်လာလဲလို့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ခဏပြောရဲအတက်တက်ဆိုင်အဟောင်းနေရာပုံမှုပြီးအားကောင်းနေတဲ့ကာလာပိုင်းခြားတစ်ခုဖြစ်တယ်အဲ့ဒီအပိုင်းခြားမှာတော့ခဏကျွန်တော်ပြောလို့ပေါ့နော်ကို့အနေနဲ့ ကလက်မခံနိုင်ဘူးကိုယ့်အနေနဲ့ပြန်မသွေးနိုင်ဘူးဆိုတော့ဒါကကိုယ့်ရဲ့တဘောပေါ့နော်ကိုယ့်ဘက်ကပြန်လှည့်ပြီးတော့လိုချင်တတ်မှတ်မှုရှိတယ်ဆိုရင်ကိုယ့်ဘက်ကလည်းရေလာမြောင်းပိတ်ပြုတ်လုတ်လို့ယောက်ျားလေးဘက်ကလည်းတွန်းတွန်းတက်တိုက်လှုပ်ဆောင်ဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့လက်တယ်ကြီးပဲအာမကုတ်နဲ့ကိုယ့်ညှိအားလေးလည်းတုံးဖို့တော်တော်လိုအပ်တာပေါ့နော်โอเคနောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာတော့အခြေအကျိစ္စနဲ့ဆက်ညစ်မဲ့ဖြစ်နေပါတယ် ဆိုတော့အခြေအကိစ္စမှာခဏကျွန်တော်ပြောကံကောင်းတယ်အိမ်တော်ကြီးကိစ္စမှာနားလည်မှုတွေကွဲလွဲတယ်ချစ်ချင်းမေတ္တာတွေပျောက်ဆုံးနေတတ်တယ်တယောက်နဲ့တယောက်ချင်တာမှုတယောက်နဲ့တယောက်ယူရမှုဆိုတော့တအိမ်ထဲမှာနေပြီးတော့ဒဇင်းဆန်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့နှွေးထွေးမှုအိမ်မှာပျောက်ဆုံးနေလို့ဖြစ်တယ်လင်းများနှစ်ယောက်ကြားထဲမှာဖြစ်သားသမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာရေးဒီမေတ္တာခြုံလို့အေးချမ်းနေဆိုတာမဟုတ်ပဲねတယောက်နဲ့တယောက်ဒါဒဇင်းလိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအကြောင်းအရာတစ်ခုကြောင့်တယောက်နဲ့တယောက်မဖြစ်ရတာမျိုးတွေအိမ်တော်ကြီးကိစ္စတွေမှာတွေ့ကြုံလာတတ်တယ် အဲ့တော့အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးကွဲမလားဆိုရလဲကွဲတာမဟုတ်ဘူးဒါပေမဲ့အိမ်ထဲမှာနေပြီးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးဒဇိမ့်ဆန်နေတာမျိုးကျင်နာမှုနှွေးထွေးမှုပျောက်ဆုံးနေတာမျိုးတုံးမဟုတ်တခြားတော့ကိစ္စတစ်ခုကိုအရန်အာယုံစူးစိုက်ပြီးလင်းမြားနှစ်ယောက်ကအဲအိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးပြုတ်လောက်ရမယ်ဒီ ချစ်ချင်းကျင်တာတွေပျောက်ဆုံးသွားတာမျိုးဖြစ်တယ်။ဥပမာကွာလုံမကိစ္စအောင်မျိုးလုံငန်းကိုပဲအချိန်ပေးနေရတယ်ကိုယုတ်ကြောင်အချိန်မပေးနိုင်ဘူးတာသမီကိုအချိန်မပေးနိုင်တခြားတော့တခြားတော့ပြဿနာတစ်ခုကြောင့်ဒီအိမ်တော်ရင်းကိစ္စတွေနဲ့ပတ်သက်ပြီးလွှဲထွေးကျင်တာမှုပျောက်ဆုံးနေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်။ Okay နောက်တစ်ချက်ကတော့ကျွန်တော်တွေးကြုံလာမယ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။ဝန်ထမ်းတွေကတော့ကျွန်တော်တို့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်။မိကောင်းဆွေကောင်းတွေတွေ့ကြုံလာမယ်၊ကိုကြီးထောက်ပံ့ပေးတဲ့လူတွေတွေ့ကြုံလာမယ်။အာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကြံပေးမှု ထောက်မှန်ပေးမှုကြောင့်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးပြေလည်သွားတာမျိုးအလုပ်တဲ့အကြိုင်တဲ့ဖြစ်ပေါ်တာမျိုးရင်းနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့လုံးဖို့ကြိုင်ဘက်ကောင်းတဲ့တွေးကြုံလာမယ်။သူတို့စီကပညာရတယ်၊သူတို့စီကအကူအညီရတယ်၊သူတို့စီကသတင်းစကားရတယ်၊သူတို့စီကနေစင်ကိုယ့်ရဲ့ကံအခွင့်အလမ်းကောင်းမှုတွေအကြောင်းတရားလေးတွေပေါ်ပေါက်လာမယ်အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ပညာရင်းနဲ့ပတ်သက်တဲ့ပိုင်းခြားဖြစ်ပါတယ်။ပညာရင်းနဲ့ပတ်သက်တဲ့ပိုင်းခြားတွေမှာတော့နည်းနည်းလေးခုနလပိုင်းမှာပညာရေးကိစ္စမဟုတ်ပဲနဲ့ပေါ့နော်။ ကျွန်တော်တို့လုပ်ငန်းကိစ္စမိသားစုကိစ္စကိုအချိန်ဖို့ပေးတင်ပါတယ်ဒီချိန်မှာပညာရေးကိုအချိန်ပေးလိုက်မယ်ဆိုရင်ခင်ဗျားမလိုလားတဲ့ပြဿနာအရှုပ်ရှင်းနေလူမှုရေးဒီမှာစီးပွားရေးဒီမှာအိမ်တော်ရေးဒီမှာအချစ်ရေးဒီမှာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ပညာရေးကလည်းတပိုင်းစားဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်။အဲဒါကြောင့်ခရလဘိုင်းမှာတင်တတ်တက်ထားတဲ့တခုလုပ်ဖို့အတွက်ကြံစီထားတာရှိရင်တော့နည်းနည်းလေးနောက်ပြန်ဆုတ်လိုက်တာပိုကောင်းမယ်။တို့တော့ခရလဘိုင်းမှာစာမွေးဖြည့်ဖို့အတွက်မဖြစ်မနေစာမွေးဖြည့်ဖို့အတွက်မဖြစ်မနေပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တခုခုလုပ်ဖို့အတွက်ဆိုရင်တော့အခက်အခဲအသားစီးတွေအများကြီး ကြုံတွေ့နေရမယ်အဲ့ဒီအခက်အခဲအသားစီးတွေကကိုကိုယ်တိုင်ကြော်လွားမှရမယ်ဘ누구မှအာမကုန်တယ်ဘ누구မှအကူအညီမတောင်းနဲ့အဲဆိုမိတ်ဆွေတို့ပုံမှုပြီးတော့ကောင်းမွန်ပါလိမ့်မယ်နောက်ဆုံးကြံရှိတဲ့နိုင်ငံသားကံတွေနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်တနေ့လာသားသမီးတွေကဒီလာမဲ့9လပိုင်းမှာနိုင်ငံသားကံတွေပတ်သက်ပြီးအမနအားနေပါတယ်သွားရနို့တို့သွားရနို့တို့ဟိုနေ့သွားမယ်ဒီနေ့သွားမယ်ဒီနေ့သွားမယ်ဟိုနေ့သွားမယ်နေတဖြည်းဖြည်းနဲ့နောက်ကဟိုဘက်မှာဖြစ်နေတဲ့ပြဿနာဟိုဘက်မှာဖြစ်နေတဲ့ကိစ္စအကြောင်းနောက်ပြန်လဲပြန်လဲပြန်လဲပြီးတော့ဆုတ်သွားတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ ကဲအားဖြင့်ပြောမယ်ဆိုတရင်စကားကောင်းတော့ကြားနေရမလက်ဖန်သွားတော့ဟိုဘက်မှာနိုင်ငံရေးအခြေအနေမကောင်းလို့ဒါမှမဟုတ်ဟိုဘက်မှာဗီဇာတခုဖြစ်လို့အလုပ်အဟိုဒီဘက်အစိုးရမလှုပ်လို့စပြအကြောင်းမျိုးမျိုးကြောင့်သွားရတဲ့ကံတွေကလွဲချော်နေတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်ဒါတော့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ကံထောက်ပံ့တွေကိုကျွန်တော်ဟောကြားပေးသွားတာဖြစ်ပါတယ်အားလုံးပဲကိုကြီးကျမကြီးစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစစ်စုမကောင်းတောင်းရင်လည်းကျွန်တော်ရဲ့အဗီဒီယိုဒီမှာပဲညှနာခွင့်ပြုပါ